အားလုံးမင်္ဂလာပါကျွန်တော်ချက်စီဖို့ပြောနေပြန်လဲကြိုးစားပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ချက်စီနဲ့ပတ်သက်ပြီးတော့လာမယ့်ဒါ international break ပြီးတဲ့အခါမှာကျွန်တော်ချက်စီနဲ့ဒါတော့ဒီ foreign နဲ့ရှင်ပြိုင်ကစားမယ်ပေါ့နော်တော့ဒီ foreign ရဲ့အိမ်ခွင်းမှာအာကျွန်တော်အတင်းကနေပြီးတော့ရောက်ရှင်ပြိုင်ကစားမယ်ပွဲပေါ့နော်အဲ့ပွဲနဲ့ပတ်သက်ပြီးတော့ညီကိုတို့နဲ့အတူတူပွဲချိုအမြင်လေးတွေခန်းစားချက်လေးတွေပြောသွားခြင်းတယ်ပေါ့နော်ဆိုတော့ပထမဆုံးကျွန်တော် ဟောဒါပွဲအကြောင်းမပြောခင်မှာဒီဗီဒီယိုတွေကျွန်တော်ဒီတပတ်အတွင်းမှာကျွန်တော်မရိုက်ဖြစ်ဘူးပေါ့နော်။မရိုက်ဖြစ်တဲ့အကြောင်းရင်းကအာကျွန်တော်ဖြားနေလို့ဖြစ်တယ်ပေါ့နော်။ဆိုတော့ဆရာဝန်တော်ပြတာကတော့ viral တမျိုးမျိုးအော်ဒါကူးနေတယ်ဆိုပြီးတော့ကျွန်တော်ပြောလိုက်တယ်ပေါ့နော်။အော်ဒါပေမဲ့ကျွန်တော်တို့အရက်ခေါ်ရဆိုရင်တော့ဥထုပြောင်းကြောင်းဖျားတယ်ပေါ့နော်။ဒီနေ့ချင်းဒီလေးနဲ့အကြောင်းကိုကျွန်တော်ဗီဒီယိုရေးမရိုက်ဖြစ်ဘူးပေါ့နော်။ဟိုစောက်မြိုနေတဲ့ညီကိုတွေဆိုရင်တော့အော်တောက်မှန်ပါတယ်လို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်။ဆိုတော့ဒီနေ့မှာတစ်ဆက်တည်းပြောချင်တာကညီကိုတို့လည်းဒါကျမရေးကယူဆိုင်ကြပါ ဟိုကမှကျမကြီးထက်အပိုအရေးကြီးတာမရှိဘူးပေါ့နော်ကျွန်တော်တို့ကျမ်းမာနေမှာကျွန်တော်တို့လှုပ်ချင်တဲ့အရာတွေအဲ့ဒါရည်ရွယ်ချက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေဒါတွေကိုအကောင့်ထဲပေါ်နိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ထားပါတော့ဒါကတော့ဟိုကျွန်တော်ချက်စီးနဲ့ပတ်သက်ပြီးတော့ဒီ Nordic Forex နဲ့ကံမဲ့ပွဲစဉ်အကြောင်းပေါ့နော်ဒီကလုံးနဲ့တူတူဒါပြောသွားခြင်းနဲ့ဆိုတော့ပထမဆုံးပြောချင်တာကဘာလဲဆိုတော့ဒီပွဲကလွယ်မြောင်တဲ့ခက်မဲ့ပွဲလို့ကျွန်တော်ကပြောခြင်းနဲ့ပေါ့နော်ကျွန်တော်တို့ international play ပြီးတဲ့အခါမှာ တကယ်ဟိုစုပ်ပြတ်တက်နေပါတယ်ဆိုတဲ့ Northern Forest နဲ့ရှင်ပြိုင်ကစားမှာဖြစ်တယ်ပေါ့နော် Northern Forest ကဒီအသည်မှာဆိုရင်သူတို့ရဲ့နီးပြားချုပ်လူလူစန်းတို့ကိုထုတ်လိုက်တဲ့အခြေအနေပေါ့နော်ထုတ်လိုက်တဲ့အခြေအနေမှာစပါနီပြဟောင်း ace poster ကိုဂလူကိုခန့်လိုက်တဲ့အခါမှာရလက်တီကတောက်လျှောက်ဆူဆူလို့ဆူသွားတယ်ပေါ့နော်ဆူသွားတဲ့အနေအထားမျိုးတွေနဲ့ရင်ဆိုင်နေရတယ်လက်ရှိဒီအိမ်ကင်တဲ့ အပွဲစဉ်၈ပွဲမှာဆိုရင်၆ပွဲရှုံးပြီးတော့၂ပွဲတည်ကြထားတယ်ပေါ့နော်တပွဲမှကိုနိုင်ပွဲမရှိတဲ့အနေအထားမျိုးဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ကလွယ်မြောင်တဲ့ခက်မဲ့ပွဲစဉ်လို့ကျွန်တော်ပြောချင်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဟိုနိုင်ပွဲမရတဲ့အသင်းတွေကတုံ့ပြန်နိုင်စွမ်းကပေါ့နော်တော့မထင်မှတ်ထားတာတဲ့ပို့ပြီးတော့ကောင်းတတ်တဲ့အနေအထားမျိုးတွေဖြစ်တယ်ဆိုတော့ပြောရရင်ဒါဘယ်လိုပြောမလဲ မွေးကိုခါရိုက်ချိုးထားတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့သူနာကတ်တဲ့သူတိုင်းနမဲမဲမြင်ရသူကဆွဲမဲ့သဘောမျိုးတွေ့ရတယ်ပေါ့နော်အာဒီလိုမျိုးအခြေအနေကအစိမ့်မပြင်းဘူးအစိမ့်မရှိဘူးဆိုရင်တော့မှကျွန်တော်တို့ဒဏ်ဖြစ်နိုင်တဲ့အနေအထားမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့အာ node foreign နဲ့ပွဲကားတော့မနက်ပြောရင်ခက်ခဲမဲ့ပွဲစဉ်တွေမှာကျွန်တော်ထက်ကျင်တယ်ပေါ့နော်ဆိုတော့တစ်ဆက်တည်းမှာပဲကျွန်တော်ဗာပြောကျင်လဲဆိုတော့ဒီနေ့ပွဲရဲ့ပေါက်ကြီးကိုကျွန်တော်လေ့လာကြည့်တဲ့ အခါမှာပေါ့နော်ကျွန်တော်ဒီပေါက်ကြီးနဲ့ပတ်သက်ပြီးတော့ဒီ YouTube မှာရောကျွန်တော် Facebook မှာရောတိတ်ပြီးပြောလိပြောထားတော့မရှိဘူးပေါ့နော်ဒါပေမဲ့ဒီနေပွဲမှာပေါက်ကြီးကနည်းနည်းထူးဆန်းနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဘာလဲဆိုတော့ချက်စီကနေပြီးတော့တေရှုံးဆိုတဲ့ပေါက်ကြီးကိုပေါက်ထားတယ်ဒီပေါက်ကြီးကချက်စီနေနဲ့ကြည့်မယ်ဆိုရင်တော့တော်တော်ပြောတဲ့ပေါက်ကြီးလိုပဲကျွန်တော်ကပြောချင်တယ်ပေါ့နော်ဟောဆိုတော့ဘာလို့လဲဆိုတော့ဒီအသီးမှာတော်တော်ရုံးကန်နေရတဲ့ Notting Forest လို့ အသင်းမျိုးကိုဒီလီဗာပူးကိုနိုင်ပြီးတော့အချိန်ဟိုကောင်းနေတဲ့ချက်စီကပေါက်ထားတဲ့ပေါက်ကြီးကပျော်လွန်းတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အနည်းဆုံးတော့ဒါ1မိုင်းမပေါက်ရင်တောင်မှ1 plus 20 30ပေါ့နော်ဒီအနေထားမျိုးနဲ့ပေါက်မဲ့အနေထားမျိုးမှာတရေရှုံးဆိုတာကဟိုချက်စီမှချက်စီပဲဆိုတဲ့ညီကိုတွေတက်ကတော့အာဒီဘွဲကရိုက်လို့အကောင်းဆုံးအနေထားမျိုးပေါ့နော်ဘာလို့လဲဆိုတော့နိုင်ရင်တောင်မှအပြေအဝပျော်ရွှင်ခွင့်ရမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဟိုဘယ်လိုမလဲစီဝါရေးရကြည့်မယ်ဆိုရင်တော့ဒီဘွဲကလည်းတခြားစဉ်းစားပြီးမ ချင်းချင်းပြီးမှရိုက်တင်တဲ့ပွဲလိုပဲကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ပြောပြချင်တာကချက်စီကဒီပွဲပြီးပြီဆိုရင်တော့ချန်ပီယံလိအပြည့်ဒါအေဂျင့်နဲ့ရှင်ပြိုင်ကစားရမယ်ဒီပွဲရှိတာကြောင့်မို့ပေါ့ကြီးကပြော့သွားတာလားဆိုတာကတော့ ကျွန်တော်ကတော့မဟုတ်ဘူးလို့ယူဆတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ agent ဆိုတဲ့အသင်းကလည်းအရင်တုန်းကအသင်းပုံစံမျိုးမဟုတ်ဘူးပေါ့နော်။ကျွန်တော်တို့လွယ်လွယ်ကူကူနိုင်နိုင်ချင်ရှိတဲ့အသင်းမျိုးဖြစ်တာကြောင့်မို့ဒီပွဲကိုတော့အရင်ကြီးအာယုံရှိလိမ့်မယ်လို့မထင်ဘူးပေါ့နော်။ဒီ Norwegian Foreign နဲ့ပွဲမှာပဲအဲဒါသူတို့အနေနဲ့အာယုံပို့ပြီးတော့ထားမယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်။ဒါတော့မှပေါက်ကြီးကအရင်ပြော့နေတာဖြစ်လို့မို့ဒါညီကိုနေနဲ့ညီကိုတို့အနေနဲ့ကစားမယ်ဆိုရင်ချင်းချင်းပြီးတော့ကစားဖို့ကျွန်တော်ပြောချင်တာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီဟာဒီ ချက်စီရဲ့ခြေစွမ်းကတော့ညီကလိုလည်းမြင်တဲ့အတိုင်းပဲအနေမြင့်တက်ကြတွေများတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အနေမြင့်တက်ကြတွေဆိုတာကကျွန်တော်အသင်ကနာနီဖြစ်နေတယ်ပေါ့နော်နာနိုင်နာမနိုင်နီတယ်ပေါ့နော်ဒီခြေနေမျိုးတွေနဲ့ကျွန်တော်တို့ရင်ဆိုင်ပြီးတော့နိုင်တဲ့ပွဲတွေမနိုင်တာမျိုးတွေအသေးမချတင်မဲ့နဲ့ကြတဲ့ပွဲမျိုးတွေဒါမျိုးတွေရှိလာတယ်ပေါ့နော်ဆိုတော့ဟိုပုံမှန်ခြေစွမ်းရလူတွေအကုန်လုံးပြည့်စုံနေမယ်ဆိုရင်တော့ ဒါနီဗျာမာရစ်ကလည်းမညံ့တဲ့နီဗျာဖြစ်တာကြောင့်မို့ short တွယ်လို့တော့မရတဲ့အသင်းထဲမှာချက်စီအားထည့်ရမယ်ဖြစ်တယ်ပေါ့နော်သူတို့အနေနဲ့ဒီပွဲမှာဆိုရင်တော့ဒါနောက်ခံကစားသမားတွေပြန်လဲပါဝင်လာမှာတော့ကျွန်တော်တို့တတိပြုရမယ်ဆိုတော့ချလိုပါလို့ညီထားတဲ့ကစားသမားမျိုးပါမယ်ဆိုတော့ဗာရီယာရှိလို့ဒါတန်ရားနေတက်တာလာတဲ့ကစားသမားမျိုးတွေပါမယ်ပြီးတော့အချင်းမောင်ကလည်းတန်ရားနေပြန်တက်တာလာတယ်ဆိုပြီးတော့တွေးရတယ်ပေါ့နော်ဒီမှာပြောစရာရှိတာကနည်းနည်း concern ရှိတာကဘာလဲဆိုတော့အန်ဆိုဖာနန်ဒက်ဖြစ်တယ်ပေါ့နော်အန်ဆိုဖာနန်ဒက်ကတော့ဒါနိုင်ငံတကာပွဲ ကန်တဲ့အခါမှာဗင်နီဆွဲလာတဲ့ပွဲမှာသူဒဏ်ရာရတယ်ပေါ့နော်ဒဏ်ရာရတဲ့အနေအထားမျိုးတွေတွေ့ရတဲ့အခါမှာကျွန်တော်အဲ့ဒါကိုတော့ concern ရှိတယ်ပေါ့နော်ဒါပေမဲ့ တင်းတွေမှာတော့အန်ဆိုဖာနန်လက်ကအရင်ကြီးပြင်းထန်တဲ့တန်ရရတာမျိုးမဟုတ်ဘဲချက်စီနဲ့အမြန်ဆုံးပူးပေါင်းနိုင်မယ်ဆိုပြီးတော့တွေးရတယ်ဆိုတော့ဂျန်နဲ့ဒီတိုက်စစ်ကကလမာတွေကတော့ကျွန်တော်တို့သိရတိုင်မျိုးပေါ့နော်ကိုပါမာတို့မပါဝင်မှုလီယန်ဒီလက်တို့မပါဝင်မှုဒါမျိုးအခြေအနေတွေနဲ့တော့ဟိုကျွန်တော်တို့ရင်ဆိုင်နေရတယ်ဆိုတော့ဒါပေမဲ့ဒီကိုပါမာတို့လီယန်ဒီလက်တို့မပါဝင်တဲ့ပွဲစဉ်တွေကျွန်တော်တို့လေးပွဲ၅ပွဲဒါမျိုးတွေကန်ခဲ့ပြီးပြီပေါ့နော်ပြဿနာအရင်မရှိတဲ့ပုံစံမျိုးကိုတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့အဲကျွန်တော်တို့ကန်ခဲ့တဲ့ပွဲစဉ်တွေမှာတော့ပင်မက်ကတော့မပါတာကိုတွေ့ရတယ်ဆိုတော့ ရပြောခင်းချင်းကိုကြည့်မယ်ဆိုရင်တော့ Notre Forest က8 poster glue ရဲ့လက်ထက်မှာဆိုရင်အိမ်ကအရင်တုန်းကပုံစံနဲ့မတူတဲ့ပုံစံကိုဒါချပြနေရပေါ့နော်ပြောချင်တာကအရင်တုန်းကတော့စပါးမှာဆိုတော့လုံးဝကို hybrid ကစားပြီးတော့ဘလို့ပဲလာလာဒီပုံစံပဲတုံးမယ်ဆိုတဲ့အနည်းပြမျိုးခေါင်းမာတဲ့အနည်းပြမျိုးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ Northern Forest မှာသူရောက်လာတဲ့ရှစ်ပွဲမှာဆိုရင် သူ့အနေနဲ့ဒါ431ကိုလည်း အသုံးပြုသလို4141ကိုလည်းအသုံးပြုတယ်တချို့ပွဲတွေမှာဆိုရင်343ကိုအသုံးပြုတယ်ပေါ့နော်ဒီနောက်ပိုင်းဒီ3ပွဲမှာဆိုရင်တော့သူ့အနေနဲ့3421ကိုအသုံးပြုလာအောင်တွေးရတယ်ဆိုတော့ဒီလိုမျိုးအခြေအနေတွေတဲ့ဒါအိမ်ကစတင်လာတယ်ပေါ့နော်သူ့အနေနဲ့ကစားကွက်စမ်းနေတဲ့အခြေအနေမျိုးမျိုးအဲ့ဒီလိုမျိုးကစားကွက်ကိုလိုသလိုအသုံးပြီးတော့ကစားနေတာလားဆိုတော့ကတော့ဒါစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်ဒီပွဲက အာချက်စီတွက်လည်းမလွယ်တဲ့ပွဲလိုပဲကျွန်တော်ပြောချင်တယ်ပေါ့နော်ဆိုတော့ချက်စီဘက်ကိုတစ်ချက်ကြည့်တဲ့အခါမှာတော့ချက်စီကလည်းနီးပြမာစကာရဲ့လက်အောက်မှာခမန်းရခတ်တဲ့အာလိုင်းနဲ့မျိုးခမန်းရခတ်တဲ့ကစားကွက်မျိုးအများရန်ခင်းကျင်းနေပေါ့နော်ဆိုတော့နီးပြမာစကာကပွဲကြိုတင်ပြင်ဆင်တဲ့နေရာမှာတော်တော်လေးကိုအားကောင်းတာကိုတွေ့ရတယ်ကြိုတင်ပြင်ဆင်မှု တော်တော်အားကောင်းတယ်ပေါ့နော်ဆိုတော့ဘလို့အခင်းချင်းနဲ့ထွက်လာမလဲဆိုတာကတစ်ဖက်တင်းကခံမန်းလို့မရအောင်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကစပားပုံစံနဲ့မတူတဲ့ဒါ Nordian Forward အာဖြစ်တာကြောင့်မို့ဒါဘယ်လိုပြောမလဲချက်စီးနေနေလဲဒါကိုသတိထားပြီးတော့ကစားမှာဖြစ်တယ်ဆိုတော့နောက်ပွဲကိုလည်းကျွန်တော်တို့အာရုံရောက်နေလို့မဖြစ်ဘူးပေါ့နော်ဒီလီဗာပူးနဲ့ပွဲကိုလည်းဒါတာယာနေလို့မဖြစ်တဲ့အနေအထားမျိုးမှာချက်စီးနေနေဘယ်လိုလူစင်းနေနေပွဲထွက်လာမလဲဆိုတာကလည်းဒါစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့အဲ့လိုမျိုး ဒါရှေ့ကိုလည်းကြိုတွေးလို့မရဘူးနောက်ကိုလည်းဒါဟိုပြန်ပြီးတော့တာယာနေလို့မရဘူးပေါ့နော်တာနေမဆိုရင်တော့ဒီပွဲကလည်းကျွန်တော်တို့လည်းပို့ပြီးတော့ခက်ခဲသွားနိုင်တယ်ဆိုတော့ဒီပြအနေနဲ့ဒါကိုလည်းအခြေအနေကိုကောင်းကောင်းသုံးသပ်နိုင်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီပွဲကအရှက်ကြီးကောင်းမဲ့ပွဲစဉ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဘာလို့လဲဆိုတော့တစ်ဖက်ကနိုင်ပွဲအရင်လိုအပ်နေတဲ့အတင်းတင်းဖြစ်တယ်တစ်ဖက်ကလည်းလုံးဝဟိုဒါ offfire ဖြစ်နေတဲ့အတင်းတင်းဖြစ်တယ်ဗောနော်ဒါကြောင့်မို့ဒီဒီအတင်းတင်းဒါတိတိုက်တွေးစုံတဲ့အခါမှာတော့ကျွန်တော်တို့ဘလို့ရလက်ပဲထွက်တည်ဖြစ်စီကြိတ်ကောင်းပဲပွဲစဉ်တပွဲကိုတော့ကျွန်တော်တို့ရှုစားမှာဖြစ်တယ်ဗောနော်ဆိုတော့ Nottingham Forest ကိုလည်း short တွက်လို့မရဘူး Chelsea ဘက်ကိုလည်းဒါ short တွက်လို့မရဘူးဗောနော်ဆိုတော့ကျွန်တော်တယောက်တည်းအမြင်ရဆိုရင်တော့ Chelsea နဲ့အာဒါ Nottingham Forest ရဲ့ 343ပုံစံမှာသူတို့အနေနဲ့အိမ်ပိုစတာကိုဂလူကတော့နောက်တန်းကိုနည်းနည်းစတက်ချလာလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်သူနည်းနည်းရှင်ဖိုက်မယ်ဆိုရင်တော့ဒါစပါးတုံးကလိုပဲကိုပြက်တွေတွားနိုင်တယ်ပေါ့နော်ကိုပြက် အသွင်းသွားနိုင်တဲ့အခြေအနေမျိုးတွေသူရင်ဆိုင်ရမယ်ဆိုတော့ကြိုတွက်ပြီးသားဖြစ်နေမယ်ပေါ့နော်ဒါကြောင့်မို့နောက်တန်းကိုဆက်တက်ချမဲ့အနေထားမျိုးမှာချက်စည်းနေတဲ့နောက်ကိုပိတ်ဆို့ကစားတဲ့အသင်းနေနဲ့တွေ့တဲ့အခါမှာဘလိုတိုက်စစ်ဆင်မလဲပေါ့နော်ဘလိုကိုသွင်းမလဲကိုဖန်နေမှုတွေဘလိုလုပ်မလဲဒီပြတ်မစကအနေနဲ့ဒီအဖြေကိုရှာဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒီအဖြေကိုကျွန်တော်တို့မတွေ့သေးဘူးလို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်ဒီပြတ်အနေနဲ့နောက်ကိုပိတ်ဆို့တဲ့အသင်းနေနဲ့တွေ့တဲ့အခါမှာဘလိုရှင်ဆန်းရှင်ပြိုင်မလဲဆိုတာကဒီနေ့ပွဲမှာလည်းဒါ ဆန်တမှုတစ်ခုအနေနဲ့တွေ့ရမယ်ပေါ့နော်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ international break တွေကအရင်ပြင်းစရာကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ပွဲဒါ international break ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ပထမဆုံး Chelsea ပွဲကိုရှုသားမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကြည့်ချင်နေပြီဆိုတော့အနေထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ညီကိုတို့ကဘလိုမြင်လဲပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသိနဲ့အာကိုပြတ်သွားနိုင်လားဒါမှမဟုတ်ကပ်ပြီးရောပဲနိုင်မလားဒါမှမဟုတ်တည်ကျသွားမလားပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ညီကိုတို့အမြင်လေးခံစားချက်လေးတွေပြောသွားကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြန်မှပြန်တွေ့ပါမယ်